မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ November 22ရက်နေ့မှာဒဝေပြည်သူ့လွတ်မြောက်ရေးတပ် TPLF ကဒဝေရေနဲ့စိတ်ကမ်း area အတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းကိုဘုံဒီကြက်ချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 25ရက်နေ့မှာလည်းဒဝေပြည်သူ့လွတ်မြောက်ရေးတပ် TPLF ချင်းမုံရေးတပ်စု TPLF Drone Team ပြည်သူ့ကာကွယ်တပ်မတော်ဒဝေခရိုင်အမှတ်1တိုင်ရင် Sky Ghost Drone Force ရေပြူပကဖတက်ခွဲနဲ့ဒေါနာစစ်ကြောင်းတက်ခွဲ6ဝေဟင်တက်ခွဲဒေါနာစစ်ကြောင်းတက်ခွဲခေါ် LPF နဲ့ နိုင်ငံဒီပြောက်ကြားတပ်ဖွဲ့တို့ပူးပေါင်းပြီးတော့ရေပြူမြို့ရက်တော်မူဖျားအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းနဲ့စကားခါရှက်လက်အောက်ခံခမရ400ခွန်တပ်ရင်းတို့ကိုဘုံဒီကြက်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများအတွင်းမှာဒဝဲရေနတ်စိတ်ကန်း area အတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးခမရ400ခွန်တပ်ရင်းကအကြမ်းဖက်စစ်ကောင်စီအရာရှိတအူးနဲ့စစ်သားစုစုပေါင်း9ဦးရေပြူမြို့ရက်တော်မူဖျားအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးတို့တေဆုံးခဲ့ကြပြီးတော့ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိသူတွေလည်းရှိတယ်လို့ထုတ်ပြန်ထားကြောင်း သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစေမောင်ဝဲမြို့နယ်စေမျိုးအောင်ကျေးရွာအနီးမှာဈေးဝယ်ပြန်လာတဲ့အုတ်ချုပ်ရေးမှုပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြစ်ခတ်ခံရတဲ့သူဟာစေမတောင်ကျေးရွာအုတ်ချုပ်ရေးမှုအသက်46နှစ်အရွယ်ဦးလဝေဖြစ်ပြီးတော့ဒီဇင်ဘာလ2ရက်နေ့ညနေ6နာရီကမှစေမောင်ဝဲမြို့ကနေသူနေထိုင်ရာကျေးရွာကိုကားနဲ့ပြန်လာတဲ့အချိန်မှာပြစ်တက်ခံလိုက်ရတာလို့ဆိုပါတယ်ရွာအပြန်မှာပြစ်တက်ခံရတာ ခေါ်သွားပြီးတော့ပြစ်တက်ပြီးမှသူနဲ့ပါလာတဲ့သူတွေနဲ့အလောင်းကိုပြတ်ထည့်ပေးလိုက်တယ်။ကားပေါ်မှာပါလာတဲ့သူက6ဦးပါလာတာလို့ဒေသခံတဦးကပြောပါတယ်။ဦးကောင်ရဲ့နောက်ဆက်ကိုအနီးကပြစ်ခတ်ခံရကပွဲချင်းပြီးဒေဆုံးခဲ့ပြီးတော့အလောင်းကိုတော့သူနဲ့အတူပါလာတဲ့သူတွေကချောင်းကောက်တိုက်နယ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။ဒီဇင်ဘာလ3ရက်နေ့ဒီနေ့မနက်မှာတော့အလောင်းကိုမိသားစုဝင်တွေကရွာကိုပြန်တယ်ပြီးတော့နာရေးလုပ်ဖို့စီစဉ်နေကြတယ်လို့အဲ့ဒီဒေသခံကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ညနေပိုင်းကလည်းစင်ပါဝဲမြို့နယ်ဖိုးလေးလုံးကြီးပါနဲ့တာစီကြီးပါကြားက ကိုးပင်တာကရနန်းပေါ်မှာကိုးပင်တာစီစိုက်ပျိုးမွေးမြူမှုအလုပ်တင်အတက်တင်စခန်းကအကျဉ်းတော်ဝန်ထမ်းတအူပြစ်ခတ်ခံရပြီးတော့တေဆုံးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြို့နယ်စုံနသာကြီးွာကိုဖျက်ဆီးမောင်းနှင်လာတဲ့ခမရ343တပ်ကအကြမ်းဖက်စစ်သားများလိုက်ပါစီးနှင်လာတဲ့ကားကိုအမတ်ရှစ်လမ်းပေါ်မှာရေးဘလူးအဖွဲ့ကကြားဖြတ်တိုက်ခတ်ရာအကြမ်းဖက်စစ်သား3ဦးတေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီနေ့ဒီဇင်ဘာလ3ရက်နေ့မနက်9:14မိနစ်အချိန်မှာရေးမြို့နယ်စုံနသာချေးရွာကိုဖြတ်တန်းသွားတဲ့အကြမ်းဖက်ဆက်တရဲ့343တပ်ကတပ်သားများစီးနင်းလာတဲ့ကားကိုကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်သားများဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ရေးဘလူတပ်ဖွဲ့ကတပ်သားတို့6ရောက်မှဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့မနက်343တပ်သားတွေအစည်းဝေးသွားတဲ့အချိန်မှာကြားဖြတ်တိုက်ခိုက်ခဲ့တာ ဆုံနဲ့သားလမ်းမကြီးပေါ်မှာတုံးဦးသေးတယ်သူတို့ဘက်ကပြန်လဲပြစ်ခတ်တာတွေလည်းရှိတယ်လို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကပြောကြားထားပါတယ်အမတ်ရှစ်လမ်းမကြီးပေါ်မှာတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ရဲ့986 343 98တိုက်ရင်းများကလက်နက်ကြီးများနဲ့ပြစ်ခတ်နေတယ်လို့ဒေသခံပြည်သူများထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အလုံစခန်းလို့ခေအဆက်ဆက်ကအမည်ပေးထားတဲ့ရဲဘက်အကျဉ်းစခန်းများဟာနိုင်ငံရေးအကျဉ်းသားများပြည်ထောင်ကြတဲ့အကျဉ်းသားများအတော်လူငရဲတစ်ခုဖြစ်တော်လဲစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အမျက်ဒဏ်တင့်ခံရတဲ့စစ်ဗိုလ်ချုပ်ဟောင်းများအတော်ကတော့လောကနိဗ္ဗာန်ဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာနာရှင်အကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာသူ့ရဲ့အမိန့်နဲ့ဖမ်းဆီးခံရတဲ့ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းစစ်ကောင်စီအဖွဲ့ဝင်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ဆက်လက်နဲ့ပြည်စီညွန်ကြားရေးမှူးဟောင်းဗိုလ်ချုပ်ဝင်းလွင်တို့ဟောင်းနေပြည်တော်တပ်ကုန်းမြို့ကင်းသာတင့်နဲ့ကင်းသာနဲ့ရဲဘက်စခန်းများမှာထားရှိပြီးတော့အထူးအခွင့်အရေးများပေးထားတယ်လို့သိရပါဗျ။အဲ့ဒီအကျဉ်းစခန်းများဟာအကျဉ်းသားယာနယ်ချီအသုံးပြုတဲ့ရဲဘက်ကြောက်ထုတ်စခန်းများဖြစ်တယ်လို့သိရပါဗျ။စစ်ဗိုလ်ပြုတ်များဟာအခြားသောအကျဉ်းသားများလိုမျိုးရဲဘက်စခန်းမှာအလုတ်ကျန်းနေမလုပ်ရပဲကိုပိုင်ဆိုင်အိမ်များနဲ့ရဲဘက်စခန်းမှာစောက်ကဇိမ်းခန်းအသုံးဆောင်ပစ္စည်းများနဲ့မိသားစုနဲ့အတူနေထိုင်ခွင့်ရှိနေကြောင်း အဲ့ဒီအခြေအနေကိုသိရှိတဲ့စစ်တပ်အရာရှိဟောင်းတအုံးနဲ့စေကောင်စီနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကအတိအပြုပြောကြားထားပါတယ်။ကင်းသာရဲဘက်စခန်းများဟာနေပြည်တော်တက်ကုန်းမြို့အနီးနေပြည်တော်ပင်လောင်လန်းခွဲကင်းသာကျေးရွာအနီးမှာတရှိပြီးတော့နေပြည်တော်စီယုံကျုံနဲ့လည်းအနီးကပ်ဆုံးရဲဘက်စခန်းဖြစ်တယ်လို့သိရပါတယ်။အပြင်ကနေကြည့်ရင်တော့ရဲဘက်စခန်းထဲမှာစောက်ထားတာကခတ်ဆုပ်ဆုပ်အဆောက်အဦတွေဖြစ်ပေမဲ့အတွင်းထဲမှာတော့အဲကွန်းတွေဇိမ်ခံပစ္စည်းတွေစားကောင်းတောက်ဖွဲတွေမိသားစုတွေဧည့်သည်တွေနဲ့ဇိမ်ကြကြနေနေကြတယ်လို့အဲ့ဒီအခြေအနေကိုသိရှိတဲ့စစ်တပ်အရာရှိဟောင်းတအုံးကပြောပါတယ်။ ကုန်းထုံစခန်းလို့ခေတ်ဆက်ဆက်ကအမည်ပေးထားတဲ့ရဲဘက်စခန်းစုစုပေါင်း48ခုအထိမြန်မာနိုင်ငံမှာရှိနေပြီးတော့အကျဉ်းသားများကိုကြောက်တုံးများကိုထူခွဲခိုင်းခြင်းများအပါအဝင်အလုတ်ကျန်းများကိုစိတ်ခိုင်းထားတယ်လို့သိရပါဗျ1988ခုကနေပြီးတော့2014ခုနှစ်အတွင်းအကျဉ်းသား9000ကျော်ဟာရဲဘက်စခန်းများမှာတည်ဆုံခဲ့တယ်လို့ပြည်ထရေးဒုတိယဝန်ကြီးကထုတ်ပြန်ခဲ့ကြောင်း2018ခုနှစ်မေလအတွင်းကပြည်သူ့လွှတ်တော်မှတင်သွင်းခဲ့တဲ့အစီရင်ခံစာမှာပါရှိပါတယ်အခုလိုမျိုးခက်ခဲကြမ်းတမ်းတဲ့ကင်းတာတက်ရဲဘက်စခန်းကိုစစ်ကောင်စီရဲ့ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းဟာလွန်ခဲ့တဲ့လေးလကန်းကအကျဉ်းသားတယောက်အဖြစ်နဲ့ရောက်ရှိလာခဲ့တယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။တမမှု ဒုစစ်ထောက်ချုပ်နဲ့နောက်ဆုံးကာကွယ်ရေးဒုဝန်ကြီးအဖြစ်နဲ့စစ်တပ်ရဲ့ထိပ်သီးယာဒူးများကိုရရှိခဲ့တဲ့သူစစ်တပ်ကတော့အပတ်စဉ်33ဆင်းဗိုလ်ချုပ်အောင်လင်းထွန်းဟာအခုနှစ်မတ်လအတွင်းမှာဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးတော့နေပြည်တော်စစ်တရားရုံးတစ်ခုက၎င်းကိုထောင်ဒဏ်10နှစ်ကျော်ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီကဝန်မခံခဲ့တော့လဲသူဟာကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ခိုင်းများနဲ့ဆက်ဆက်ခဲ့သူလို့တရုတ်အစိုးရကသတင်းပေးခဲ့ပြီးတဲ့နောက်အခုလိုမျိုးဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ကာကွယ်ရေးဒုဝန်ကြီးဟောင်းအတော့ အဲ့ဒီရဲဘက်စခန်းအတွင်းမှာတထက်အိမ်တစ်လုံးတီးတန့်ဆောက်ထားပေးပြီးတော့မိသားစုနဲ့အတူနေထိုင်ခွင့်ပေးထားတယ်လို့နောက်ထပ်သတင်းအင်းမြစ်ကအတည်ပြုထားပါတယ်။သူစားကျင်တာတောက်ကျင်တာတွေကိုလည်းအချိန်မရွေးလာပို့ခိုင်းလို့ရတယ်။အေးဆေးပဲလို့ ကင်းတာတဲ့ရဲဘက်စခန်းကသတင်းရင်းမြစ်ကပြောပါတယ်ဗိုလ်ချုပ်အောင်လင်းထွန်းရဲ့ထောင်နီးချင်းအဖြစ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းဟာလည်းအဲ့ဒီရဲဘက်စခန်းမှာရှိနေတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်ဒုတိယဗိုလ်ချုပ်ကြီးမုံမြင့်ထွန်းဟာအာဏာသိမ်းပြီးတဲ့နောက်ဖေရှားဖမ်းဆီးခံရတဲ့စစ်ဗိုလ်ချုပ်များတဲ့ကအစ်စ်အမြင့်ဆုံးစစ်ဗိုလ်ချုပ်ဖြစ်တယ်လို့သိရပါတယ်သူဟာစစ်ကောင်စီအဖွဲ့ဝင်ဟောင်းဖြစ်ပြီးတော့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အယုံကြည်ရာဆုံးတပည့်တဦးလည်းဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနိုင်ငံသားသုံးဝင်ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ကုံပယ်မှုနဲ့ကုံစီစည်းစက်မှုများမှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီဥက္ကဋ္ဌစတဲ့ယာဒူးများနဲ့စစ်ကောင်စီရဲ့စီးပွားရေးစီမံကိန်းများကိုမောင်းနှင်ခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုစစ်ကောင်စီကလက်ဆားမှုနဲ့ပြီးခဲ့တဲ့နှစ်အတွင်းကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့2023ခုနှစ်အော်တိုဘာလမှာစစ်တရားရုံးကိုတင်ကထောင်နဲ့နှစ်20နဲ့ညီမျှတဲ့တတ်တတ်တကြုံပြစ်ဒဏ်ကိုချမှတ်ခဲ့ကြောင်းကြေညာခဲ့ပါဗျ။ အာဂရီမှုနဲ့ဖမ်းဆီးထောင်ချခံရသူနောက်ထပ်စစ်ဗိုလ်ချုပ်တဦးဖြစ်တဲ့ဆက်လက်နဲ့ပြည်စီညွှန်ကြားရေးမှုရုံးကညွှန်ကြားရေးမှုဗိုလ်ချုပ်ဝင်းလွင်ကိုလည်းစစ်ကောင်စီကထောင်ဒဏ်၁၀နှစ်ချမှတ်ပြီးတော့ကင်းသာရဲဘက်စခန်းကိုပို့ထားကြောင်းနေပြည်တော်ဘက်ကသတင်းအကျဉ်းချုပ်တစ်ခုကပြောပါရယ်ကင်းသာကုံထုပ်စခန်းတင့်တဲ့နှစ်မှာအရက်ဘက်ပြောင်းခံရပြီးမှပြစ်ဒဏ်ချမှတ်ခံရတဲ့စစ်ဗိုလ်ချုပ်တွေကိုလည်းထားတယ်လို့အဲ့ဒီသတင်းအကျဉ်းချုပ်ကပြောပါရယ်အချင်းတောင်အသီးသီးမှာထောင်ဒဏ်ချခံရတဲ့နိုင်ငံရေးအကျဉ်းသားများ ဆင်းရဲချို့တဲ့ဇွားနဲ့ဖြတ်တန်းနေရတဲ့အချိန်မှာမလွဲသာမရှောင်သာထောင်ချလိုက်ရတဲ့စစ်ဗိုလ်ချုပ်များကိုတော့အကြမ်းဖက်စစ်ခေါင်းဆောင်ကအထူးအခွင့်ရေးများကိုတမင်ဖန်တီးပေးထားခြင်းဖြစ်တယ်လို့ယူဆနေကြပါတယ်အတွင်းသိအချင်းချင်းဆိုတော့ဗျာမလွဲသာမရှောင်သာအေးအေးယူရရင်တော့မှ အောက်ဖဲလှန်ပြီးတော့အကုန်ဖော်မှာဆိုလို့အခုလိုမျိုးစီစဉ်ပေးပုံရပါတယ်မင်းအောင်လိုက်မတိပဲနဲ့တော့ရဲဘက်ကိုပို့တာထောင်ထဲမှာအထူးခွင့်ရေးပေးတာမျိုးတော့လုပ်လို့မရဘူးလို့စစ်တပ်အရာရှိဟောင်းကပြောဆိုထားပါတယ်အချင်းတော်များမှာထောင်ထဲကြခံနေရတဲ့ယာဒူငွေကြေးပြည့်စုံသူတို့ဟာရဲဘက်စခန်းများမှာအလုံးမလုံးရပဲလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ရရှိစေရန်အာဏာပိုင်များကိုငွေပုံအောပြီးတော့လက်ထိုးလေးရှိကြတယ်လို့သိရပါတယ်ငွေလန်းခင်းပြီးတော့တွားနေကြတဲ့ရဲဘက်စခန်းများကိုထောင်လောကမှာတော့ဘောက်ချစခန်းလို့သတ်မှတ်ထားကြပါတယ် 2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ဖမ်းဆီးထောင်ချခံရတဲ့စစ်ဗိုလ်ချုပ်များဟာထောင်အာနာပိုင်များကိုလက်ထိုးစရာမလိုဘဲရဲဘက်စခန်းများမှာနေအိမ်တပ်ဖွဲ့ဇိမ်းခန်းနေထိုင်ခွင့်ရရှိနေကြတယ်လို့သိရပါဗါးဒါကအာနာရှင်တွေလုံလေလုံထရှိတဲ့ကိစ္စတွေပါပဲဒါဟာလဲသူတို့အချင်းချင်းအကာအကွယ်ပေးတဲ့သဘောပေါ့ဗျာ အကြောင်းမျိုးမျိုးကြောင့်သာသူတို့အချင်းချင်းအဝေမတည့်တဲ့အခါမှာခဏထိမ့်သိမ်းထားလိုက်ရတာဘောလို့နိုင်ငံရေးအချင်းသားများကိုကူညီဆောင်ရှောက်ရေးအသင်း AAPP ကပြောရေးဆိုခွင့်ရှိသူဦးအောင်မျိုးကျော်ကမှတ်ချက်ပြုထားပါတယ်။တရုတ်နိုင်ငံရဲ့ဖိအားနဲ့ကြီးမားတဲ့ငွေကြေးအာဏာအလွဲသုံးစားမှုများကြောင့်လက်ရှိဖမ်းဆီးထောင်ချခံရရတဲ့စစ်ဗိုလ်ချုပ်များဟာ၎င်းတို့တယောက်တာမှာ၎င်းတို့ရဲ့မျိုးဆက်များအထိပါတုံးမကုံနိုင်အောင်ငွေကြေးချမ်းသာသွားကြပြီလို့စစ်တပ်ထဲမှာလုံတက်နှစ်20ခန်းရှိတဲ့ CDM တပ်အရာရှိတို့ကပြောဆိုထားပါတယ်။ ရဲဘက်စခန်းကိုပို့မယ်ဆိုရင်ဗိုလ်ချုပ်အဆင့်ဆိုလိုကတော့ဘာမှကိုတွေးမနေနဲ့ထောင်ကြတယ်ဆိုတာနာမည်ခံရုပ်ပြုံတတ်တတ်ပါပဲအထဲမှာမင်းသားလိုပဲနေရတာသူတို့အနေနဲ့ခေါင်းတော်အေးသေးတယ်စစ်တပ်ထဲမှာဆိုရင်ခေါင်းတော်ရှုပ်သေးတယ်အခုဆိုရင်အေးအေးဆေးဆေးနဲ့အနားယူနေရတဲ့သဘောပဲလို့အာနာသိမ့်ပြီးလာပိုင်းအကြောင်းမှာအာနာဖီဆန်ခဲ့တဲ့သူဗိုလ်ကြီးဇင်ရောကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်ရှမ်းပြည်နယ်အစမ်းမိုးပြဲမြို့နယ်စိုင်ခွန်ကြီးရွာကိုဒီကနေ့မနက်အစောပိုင်းမှာစစ်တပ်ကလေယာဉ်များနဲ့ဗုံးများကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ3ရက်နေ့မနက်3:00မိနစ်အချိန်ကနေမနက်3:40မိနစ်အချိန်ထိမိုးပြဲမြို့နယ်ဖဲကုံအနောက်ချမ်းစိုင်ခွန်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်လေယာဉ်များ112လေယာဉ်များနဲ့ဗုံးများအဆက်မပြတ်ကျဲချခဲ့ပြီးတော့ဗုံးအလုံးရည်30ကျော်ထက်မနက်ကျဲချသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီနေ့မနက်အစောကြီးတကယ်ကိုအိတ်ကောင်းနေတဲ့အချိန်မှာဗုံးတွေကျဲချသွား သွားတာစုစုပေါင်းဘုံကျဲချတာ6ချိန်မနက်3:00မိနစ်ကနေ3:40မိနစ်အချိန်အထိမိနစ်ပိုင်းလေးပဲချားပြီးတော့ဘုံတွေကိုကျဲချတာအပြက်စီးထိခိုက်တော့ရှိတယ်အတိကျတော့မသိရသေးဘူးလို့စစ်ပင်းဆောင်အေးကူညီကဲဆဲပေးနေတဲ့လူတအုပ်ကပြန်လဲပြောပြခဲ့ပါတယ်အဲ့ဒီဘုံကျဲမှုကိုဒီမော့ဆုံနဲ့မိုးပြဲဘက်ကပြည်သူအများစုတိလိုက်ရတယ်လို့ပြောပါတယ်လက်တလုံးမိုးပြဲနဲ့ဖဲကုံဘက်မှာစစ်ကောင်စီကစစ်ရင်အားများတိုးချဲ့ချတာကထိုးစစ်ဆင်လာနေတယ်လို့သိရပါတယ်အတိကအဖြစ်တော်လိုင်းတပ်ဖွဲ့များတိမ့်ပိုက်ထားတဲ့နေမြေများကိုပြန်လဲတိုက်ခိုက်တိမ့်ပိုက်ရန်ရည်ရွယ်ချက်နဲ့စစ်ကောင်စီက ထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်ဒေသခံတော်လိုင်းတပ်များနဲ့နှစ်ဖက်ဆက်ဆိုင်ထားပြီးတော့စစ်ရေးအခြေအနေဟာလည်းတင်းမာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်နဲ့စေတုဒ္ဒရာမြို့နယ်အဆက်တို့မှာစစ်ကောင်စီရဲ့စစ်ကြောင်းထုံးမီးရှို့ဖျက်ဆီးမှုကြောင့်ကျေးရွာ၃ရွာကအင်ဂျင်200ကျော်ဟာမီးလောင်ပြာကျသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မနက်ပိုင်းကစေတုဒ္ဒရာမြို့နယ်နဲ့ပွင့်ဖြူမြို့နယ်အဆက်မှာရှိတဲ့ကျေးရွာများဖြစ်တဲ့ကြောက်ပုံရွာ၊ဂဲပြစ်ရွာ၊ညောင်ကုန်းရွာတို့ကိုစစ်ကြောင်းထုတ်ခဲ့ပြီးတော့ဒေသနေပြည်သူများရဲ့နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့ရတာကအင်ဂျင်200ကျော်ဟာမီးလောင်ပြာကျသွားခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်များကခုခံကာကွယ်တိုက်ခိုက်ခဲ့တော့လေလက်နက်အင်အားမမျှတခြင်းကြောင့်တာ ားဆီးနိုင်ခြင်းမရှိဘဲကြေးရွာ၃ရွာကပြည်သူတွေရဲ့နေအိမ်များမိရှုခံရခြင်းဖြစ်တယ်လို့သိရပါဗျ။ကြေးရွာ၃ခုကိုစစ်ကြောင်းထိုးပြီးတော့မိရှုဖျက်ဆီးမှုကြောင့်အင်ဂျင်၂၀၀ကျော်ပြာကျပျက်စီးသွားပါတယ်။စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအင်အား၂၀၀ကျော်ပါတယ်။အဖွားအုပ်တအုပ်ကိုလည်းပြစ်ဒတ်သွားပါတယ်။စစ်ဘေးရှောင်ပြည်သူတွေပြည်လဲထူထောင်ရေးအတွက်အကူအညီတွေလိုအပ်နေပါတယ်လို့စစ်ဘေးရှောင်အရေးကူညီပေးနေသူတအုပ်ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကကြေးရွာများကိုမိရှုတဲ့အပြင်ပြည်သူပိုင်ပစ္စည်းများကိုခိုးယူခြင်းဖျက်ဆီးခြင်းကျွေးနွားများကိုပြစ်ခတ်တပ်ဖြတ်ခြင်းတို့ကိုလှုံ့ဆော်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်ဆက်တက်ရဲ့စစ်ကြောင်းထုတ်ဝင်ရောက်ခဲ့တဲ့လေမရွာ၊ကျွဲချံရွာ၊ညောင်ကုန်းရွာ၊ကြောက်ပုံရွာနဲ့ဂဲပြစ်ရွာများကပြည်သူများဟာရွာလုံးကျွတ်စေဘေးတိမ်းရှောင်နေရပြီးတော့အရေးပေါ်စားဝတ်နေရေး၊ကျန်းမာရေးအတွက်စေဝါများလည်းလိုအပ်လျက်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ